အဆင့်၆ရောက်လာခဲ့ပေမဲ့ချန်ပီယံစိန်ခေါ်လို့ရတဲ့ခြေစမ်းမဟုတ်သေးတဲ့ယူနိုက်တက်မန်ချက်စတာနဲ့တင်းအောင်ဒီတစ်ပတ်မှာ PR တွေကိုဖြေလျှော့ပေးနိုင်မယ့်ရလဒ်ကောင်တစ်ခုကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။မနေ့ကပရီးမီးယားလိမနိုင်ပွဲတစ်ပွဲမှာမရသေးတဲ့ဝူဘတ်တန်လို့တင်းကို၄ဂိုးတကူနဲ့အနိုင်ယူကစားနိုင်ခဲ့ပြီးတဲ့နောက်အမပိစက်အဆင့်၆နေရာတီတလန်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှကြောင့်ယူနိုက်တက်တို့ကတစ်ကမ္ဘာလုံးဝိုင်းဆောင်ခဲ့ရမယ့် NEA ကနေဒီတစ်ပတ်အတွင်းမှာလွတ်မြောက်သွားခဲ့ပါပြီ။ယူနိုက်တက်ရောနိုင်ပွဲရခဲ့ပေမဲ့ကွင်းတွင်းခြေစပိုင်းကိုကြီးမဲ့ဆွေးနော်တိတ်ပြီးချီနေစရာကောင်းငယ်ခြင်းမရှိပါဘူး။အတင်းကတစ်ပွဲလုံးမှာဘောလုံးကိုထိန်းချုပ်ထားတဲ့နယ်ခြေစုံမျိုးမပြတ်တတ်နိုင်ခဲ့ပဲ။ ဦးတင်းကောင်ကိုပေါ့ချင်းတော့တာတွေကိုလည်းခဏခဏခံခဲ့ရပါတယ်။ခြေစွမ်းနေထိုင်ရကဲပြမယ်ဆိုတော့ရန်တက်ကရန်ကြီးကောင်းနေတာကိုမတွေ့ရပဲလိုအပ်ချက်တွေရှိနေပါသေးတယ်။ဒီကြက်ကနီးပြားနဲ့အတင်းကစားမတွေအနေနဲ့ရှေ့ဆက်ပြီးပြင်ဆင်သွားရမယ့်အပိုင်းပဲဖြစ်ပါတယ်။ယူနိုက်တက်ခန်းစီရဲ့လိုအပ်ချက်ကိုပြသနေတဲ့ချက်တစ်ခုကတော့၄၃ရက်ကြာကိုပေါ့ပြောင်းနေခဲ့တဲ့ဝူပါတန်တင်းကယူနိုက်တက်တင်းနဲ့တွေ့မှာပဲကိုပေါ့ပြန်တွေ့သွားခဲ့ရတာဖြစ်ပါတယ်။ဒီချက်ကယူနိုက်တက်ခန်းစစ်မှာအာယုံစစ်ဆေးမှုနဲ့ဖွဲ့စည်းပုံမှန်လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကိုတိသာစေခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲရဲ့အဓိကသွေးရဲကောင်းကတော့အတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ပဲဖြစ်ပါတယ်။ဘရူနိုကအကောင်းဆုံးခြေစွမ်းကိုပြသသွားခဲ့ပြီးငိုးသွင်းယူကတကူဖန်နီးပေးခဲ့ပါတယ်။ ဒီလိုဆက်ဆံရေးကြောင်းမဲ့ Bruno Fernandes ကပရီးမီးယားလီးဂ်မှာဂိုးပောင်ရင်ပတ်သက်မှု၁၀ချိန်အထိရှိလာခဲ့ပြီးလီးမောင်ဂိုးပတ်နေမှုကစားမအဖြစ်ရပ်တည်နေဆဲပဲဖြစ်ပါတယ်အဆင့်၆နေရာကိုရောက်ရှိလာပေမဲ့ United ဥရောပဝင်ခွင့်ရရှိဖို့ဆိုရင်တော့ခြေစွမ်းမမှန်နဲ့ဆက်လက်ကြီးတက်နိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ United တင်းရဲ့လက်ရှိရာသီဝါတိုက်စစ်ထွန်းဆောင်ရေးကအားရစရာကောင်းနေပါတယ်ဒီလိုမှ United တင်းရဲ့တိုက်စစ်ကပရီးမီးယားလီးဂ်မှာတတိယဂိုးအများဆုံးသွင်းယူထားတဲ့အတင်းလေးဖြစ်ပါတယ်မယူတင်းထောက်ဂိုးပို့များတာက Arsenal တင်းနဲ့ Manchester တင်းတို့ပဲရှိပါတယ် Arsenal တင်းတော့မယူတင်းထံကဂိုးပဲပို့သွင်းထားနိုင်တာကြောင့်ဒီကိစ္စကြီးကဒွင်းကိုရယူဖို့အရန်ခတ်ခဲခဲ့တဲ့ United တင်းတို့ကဒါကကြီးမားတဲ့တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ် စိတ်ဝင်စားစရာကောင်းတာကတော့ဒီကိစ္စမှာခေါ်ယူတိုက်ရဲ့တိုက်စစ်ကစားမသုံးဦးလေးကနှစ်ဦးကခြေသွမ်းပြနိုင်ခြင်းရှိသေးပေဒီလိုမျိုးတိုးတက်မှုတွေရယူထားနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်တစ်ခေါ်ယူတိုက်ရဲ့ကစားမတွေပါခြေသွမ်းပြလာခဲ့မဲ့ဆိုရင်တော့မယူတင်ရဲ့တိုက်စစ်ကပိုးပြီးအင်အားကောင်းလာနိုင်ပါတယ်။ဂျွန်ဒက်ကခုမျိုးဦးတင်းကိုနိုင်ယူပြီးဥရောပဝင်ခွင့်ဆုံးတဲ့နီဆန်အောင်တက်လာနိုင်ခဲ့ပေမဲ့ခန်းစင်းတဲ့ကစားဝတ်တင်းငင်မှုမိုင်းမှာတော့ပြင်းစင်စရာတွေကြံနေပါသေးတယ်။ဒါကြောင့်တင်းကဆောင်ဘရူနိုဖာနန်ဒက်ရဲ့ဦးဆောင်မှုနဲ့တူယူနိုက်တက်တို့ခြေသွမ်းမှန်မှန်နဲ့ဆက်လက်ချီးတက်နိုင်မလားဆိုတော့ပရိသတ်တွေကစောင့်ကြည့်တော့ရမှာလည်းဖြစ်ပါတယ်။